အခုနှစ်နွေရာသီမြန်မာနိုင်ငံမှာအနီညိုရာသီဥတုတက်ရောက်မှု ရှိနိုင်ပြီးလေယာတွေကိုထိခိုက်နိုင်တဲ့အတွက်ဒေသနဲ့ใกล้ညီတဲ့တက်နုစဘာကိုသာစိုက်ပျိုးဖို့ပညာရှင်တွေကအကြံပြုထားပါတယ်။ဦးထွန်းထွန်းသိန်းကပြပို့ထားပါတယ်ခင်ဗျာ။အနီညိုဆိုတဲ့ပူပြင်းခြောက်တွေးတဲ့ရာသီဥတုဟာလာမယ့်နွေရာသီမှာကြုံတွေ့နိုင်တဲ့အတွက်ရေရှားပနိုင်ပြီးလေယာစိုက်ပျိုးမှုပေါ်ထိခိုက်မှုရှိနေနိုင်တာပါ။အနီညိုနဲ့မှာပူချိန်မြင့်မှာခြောက်တွေးတာ ရေရှားပမှုနဲ့ကြုံရနိုင်တဲ့အတွက်ကြိုတင်ပြင်ဆင်ထားဆောင်ရွက်ထားဖို့အတွက်လည်း လေယာစိုက်ပျိုးရေးနဲ့ဆယ်မျိုးဝန်ကြီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်။ရေရှားမေနေပူမေအခုတခါထပ်ပြီးတော့ဒီနေ့ဝင်လာတဲ့ဟာတခုကမိုးများမေတဲ့။ဒါကဘောဒီကောင်းချာနေဖြစ်မှာပေါ့။ဒါလေးကနော်မေပြက်သွားပြီလေ။ပြက်သွားတဲ့စိုက်ပျိုးရေးအထီးကိန်းပါပဲ။အဲ့တော့အခုကျွန်တော်တို့ဘာလုပ်ပါမလဲ။သူတို့ပြောသလိုပေါ့။နံပါတ်၁ကတက်တန်းတူတဲ့မျိုးတွေစိုက်ရမယ်ဆိုတော့မှန်တယ်။တက်တန်းတူတဲ့မျိုးတွေစိုက်မှာတက်တန်းရှိတဲ့မျိုးတွေစိုက်လို့ရှိရင်သူကမသေးချာမရည်ရအောင် အခုသူတို့ပြောသလိုတက်တန်းတူတယ်မျိုးစိုက်တယ်ဆိုတာမှန်တယ်ထောက်ခံရမယ်တောင်သူလင်သမားတွေလည်းရွေးချယ်ပြီးစိုက်ရမယ်သို့တော်ဘယ်လိုရွေးချယ်စမ်းလဲကိုယ့်အတွက်လည်းအကျိုးရှိတာပေါ့ဗျာတင်းနဲ့လည်းထွက်ရမယ်ဒေသနဲ့လည်းကိုက်ရမယ်ဆိုတဲ့မျိုးတော့ရွေးရမှာပေါ့နော်အဲ့ဒါလေးတခုတော့သတိထားရမယ်ပြည်သူတွေနဲ့တောင်သူလင်သမားတွေလိုက်နာဆောင်ရွက်ဖို့တိုက်တွန်းချက်တွေထဲမှာတော့တောင်တောင်ရေနဲ့စိုက်ပျိုးရေးစနစ်တကျကိုထွေတာတုံးဆွဲဖို့ຫນွေစဘာစိုက်ပျိုးတဲ့နေရာမှာတက်လက်နဲ့တက်ကြီးစဘာတွေကိုမတုံးဘဲ ရေလိုအပ်ချက်နည်းပါတဲ့တပ်တန်းတို့အထွက်ကောင်းစပားမျိုးတွေကိုရွေးချယ်စိုက်ပျိုးဖို့လိုအပ်နေတာပါပြောရမှာဆိုတော့အခုဆောင်းတိနိုင်နေတဲ့ပြဿနာမရှိတော့ဟိုတနေ့ကမူရီရွာလိုက်တယ်အဲကျွန်တော်တို့ကလည်းပြောပါတယ်ဘုံမများလို့ပျက်စီးမှုလို့နေပါတယ်ဆိုတော့အဲ့ဒီမူရီတချို့အတွက်အန်ကိုင်းလေးဖြစ်သွားတယ်ဘာပဲပြောပြောဆောင်းတိနာတော့သူ့ကိုထည့်စဉ်းစားမိနေတော့ခင်မကြိုင်ခင်သိမ်းတော့မှာမိုးချိုတိနာမိုးချိုချီမင်းရှိဝါတွေစိုက်တော့မယ်အညာနဲ့မြေလက်ဆယ်ရီတော့နေတာမိုးຫນွေစပားတွေစိုက်တော့မယ်နောက်တစ်ခါຫນွေနှမ်းတွေစိုက်တော့ အဲ့ဒီဒီနာသုံးခုကအခုတို့ဥတီသွားနေတာအဲ့ဒီဒီနာသုံးခုကလည်းအခုမိုးချိုဒီနာနဲ့ຫນွေဒီနာဆိုလည်းရေကိုအခြေခံပြီးသွားနေတာဒါတော့ရေကိုချိန်ဆဖို့လိုတယ်အဲ့တော့တောက်သွေးရေတို့လည်းချိန်အောင်မယ်လीအခုပဲကန်ဒီကရေနေသွားပြီလीရေဒီခန်းသွားပြီလीအဲ့လိုဒီဖြစ်တယ်အဲ့တော့တောက်သွေးရေအဓိကကြတယ်ဒုတိယဆိုင်ပြည့်ရေသွားမယ်ဒီနှစ်ခုစလုံးကိုအစီချိုးချိုးဖြစ်အောင်ကျူတင်စီမံမှုချိန်ဆမှုလိုတယ်နောက်ဆက်နေခုနှစ်ຫນွေကာလကလည်းမြန်မာနိုင်ငံမှာအန်နီညိုဆိုတဲ့ပူပြင်းခြောက်တွေ့တဲ့ရာဒီလူနဲ့ဂျုံတွေးခဲ့ရပြီး တိုင်းဒေသတော်တော်များများမှာရေခမ်းချောက်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်ခဲ့ပါတယ်။လေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနကတော့စိုက်ပျိုးရေးလုပ်ငန်းမှာလေလွင့်ဆုံးရှုံးမှုမရှိအောင်လေကြောင်းမြောင်းစနစ်ကောင်းမွန်အောင်ဆောင်ရွက်ဖို့လေကန်နေစိမ့်ပေါက်ယူပေါက်တွေမရှိစေရအမြဲစစ်ဆေးဖို့ရေရရှိနိုင်မဲ့နေပါတဲ့ area တွေမှာနှွေနှမ်းပဲဒီစိမ့်တိနံတွေပြောင်းလဲစိုက်ပျိုးဖို့ကိုအတိပေးနိုးစော်ထားပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ